ကဲနားကြားပြီလားဆရာခေါင်းလေးအေးမနားကြားပြီလားအရင်နဲ့အခုဘယ်လိုနေလဲကြားတယ်အခုဝေနာရှင်နေကိုထပြီးတော့ကျွန်တော်နားကြားပါပြီဗျာလို့ကြည်ကြည်လေးអော်ပေးလေဓာတ်ခေါ်လို့ရအောင်နားကြားပါပြီဗျာတာဝန်ယူတယ်ဆိုတော့ဆရာတာဝန်တော့မယူသမီးရဲ့ဟိုဇာလာကူတယ်အခုကနှစ်ပေါင်း30 20 80နဲ့အဲ့လိုနားသမားတွေရှိပါတယ်အဲ့ဒါတွေလည်းကြားကုန်တယ်နောက်ပြီးတော့မွေးရပါ20နဲ့6နဲ့ကောင်းမှုတယ် ခေါင်းမူတာအတော့ချက်ချင်းကောင်းအောင်ပြုလို့ရပါတယ်ချက်ချင်းတက်တာအောင်ပါပါနော်ကဲမူးသေးလားကဲမူးသေးလားပြောမမူးတော့နော်ဟိုပြောမယုံကြုံမှုမှသည်သူပြောရင်ယုံမှမဟုတ်လေအဲ့တော့ကိုယ်တိုင်လာကြည့်ပါမယုံဘူးဆိုတာမကြုံဘူးသေးလို့ပါတကယ်တမ်းကျတော့ဟောမယုံဘူးဆိုတဲ့လူတွေလည်းရှေ့တင်လာကြည့်ပါ ရှင်သွားမှာပါ။ဘာဖြစ်လို့လဲဆိုဆရာတို့ရဲ့မေတ္တာလေးတွေရဲ့စွမ်းအားကြီးပါလေ။စေကူကနဲ့ပတ်သက်လို့လုံးဝမอยู่ပါဘူးခင်ဗျာ။လုံးဝမอยู่ပါဘူး။တထာလို့လူရင်တောင်များရင်ပြန်ပေးတာပါ။ ္ဂလာပါမေတို့ရေမင်္ဂလာပါဆရာအမေတို့ကုသပေးမှာကလေအမေတို့အရင်မေတ္တာလေးပေးမယ်နော်အမေတို့ဝေဒနာတွေပိန်ကြပဲရေမတင်ပျောက်ပါစေဗျာဝေဒနာစနေပြပါစေ66ပါသောဝေဒနာတွေပျောက်ပါစေဗျာဝေဒနာစနေပြပါစေဆရာဘဝအမောတွေပြေးပါစေဗျာဝေဒနာစနေပြပါစေအိမ်ကဖိုးကြီးကလည်းချစ်ချစ်ခင်ခင်နဲ့ ထာဝရင်ချစ်နိုင်ပါစေပေးရစနေပြပါဆေးဘိုးပေးအောင်လို့အမေတို့ကိုပြောပေးတာနော်ဆေးဘိုးလေးပေးအောင်လို့အမေတို့အဲ့တော့အမေတို့ကိုကုသပေးတဲ့နေရာမှာနော်ตาလေးဟာအမေတို့ရှီကမေတ္တာကိုခံယူတယ်နော်မေတ္တာလေးအရင်ပေးလိုက်ပါဆရာပထမတော့ကဆရာအုတ်ချွေမှုပေါ့နော်အုတ်ချွေမှုလောက်တယ်လောက်ရာနေဆရာဆရာနဲ့တွေ့တဲ့အခါမှာအဲ့လိုမျိုးပေါ့ ဆရာနှစ်နှစ်လောက်ကိုစောင့်ကြည့်တယ်ပေါ့စောင့်ကြည့်ပြီးတော့နှစ်နှစ်လောက်ပြည့်တဲ့အချိန်ခါမှာဆရာမင်းစေးကူရမယ်တဲ့အဲ့လိုပြောရင်လည်းအကြီးစေးလိုက်ရောက်သွားတယ်အဲ့ဆောင်ဆောင်ကြီးကိုပြပေါ်မှာဆရာကပြပြပေးပါဦး။ဒီကစားစားချင်းစေကူပြည့်တဲ့အခါတော့တမီးကဘလို့လဲဆိုတော့ဆရာတို့ကဟိုပြောမဆိုရင်တော့ဒါဝိညာဉ်ရှင်ရှားတာပေါ့။ဟောယုံမှဆိုတဲ့အခါကျတော့သူကဘဒူ6နာလည်းပဲလိုက်ကြည့်နေတာ။ဘဒူ6နာလည်းဘဒူဘာဖြစ်လဲပဲကြည့်ပြီးတော့အဲ့လိုပဲလာတဲ့လူလေးတွေကိုစမ်းစမ်းပြီးတော့ကုပေးနေတယ်။အခုတော့အောင်မြင်လာတာပေါ့။ အခုဆိုဘယ်နှစ်လောက်ရှိပါလဲဆရာအခုဆိုတစ်နှစ်ကျော်သွားပြီဟုတ်လူနာပေါင်းဘယ်နှစ်လောက်ရှိပါလဲဆရာလူနာပေါင်းကသမီးသိန်းချီသွားပြီအရင်ကနာကြလားအခုဘယ်လိုနေလဲအရင်နဲ့ဆန်ကြားတယ်အရင်နဲ့ဆန်ကြားတယ်အခုနားမကြားလားဘယ်လောက်ကြားပြီလဲ၈နှစ်လောက်ရှိပါ၈နှစ်ဖတ်ရ၈နှစ်ဟုတ်ပါ၈နှစ်မကြားဘူးအခုအနေထားကတော်တော်ကြားသွားပြီလားနာမည်ဘယ်လိုခေါ်လဲခေါ်မလို့ ားကြပါပြီလက်လေးထောင်ပေးလက်လက်လေးထောင်ပေးလက်အမ်ကိုအမျိုးနာကြပြီတာဝန်ယူတယ်ဆိုတော့ဆရာတာဝန်တော့မယူသမီးရဲ့ဟိုစားလာကူးတယ်အခုကနှစ်ပေါင်း30 20 80နှစ်နဲ့အဲ့လိုနားသမားတွေရှိပါတယ်အဲ့ဒါတွေလည်းကြားကုန်တယ်နောက်ပြီးတော့မွေးရပါ26နှစ်26နှစ်အဲ့ဒါလေးသမီးတို့ဟိုနေပြည့်ရှိတယ်ဟိုပြီးခဲ့တဲ့ဘက်ကမှလောက်တာတာမိသားစုမိသား စု၄ယောက်ခုနင်းပေါ့ဟိန္ဒူလူမျိုးမိသားစု၄ယောက်အရန်ဆန်းကျယ်ပေါ့ကောင်းတယ်မိသားစု၄ယောက်ကညီမနှစ်မွာပေါ့ညီမ၄ယောက်လုံးစကားလည်းမပြောဘူးနားလည်းမကြားဘူးအတ္တနားလည်းကြားပါတယ်စကားလည်းပြောပါတယ်တထိုင်စီရတထိုင်နေနဲ့တထိုင်နေနဲ့အားဒါလည်းမှတ်တမ်းရှိပါတယ်အားဒါလည်းထူးခြားဖြစ်စေမှာ26နှစ်လုံးလုံးအပြူကြီးတွေဖြစ်နေပြီစကားလုံးဝမပြောနိုင်26နှစ်လုံး26နှစ်လုံးလုံးသူတို့ဘလောက်ဝမ်းသာပါမလဲမိဘတွေဆိုငိုလို့ယိုလို့အဲ့လိုမျိုးတွေပေါ့နော် လိုလေးတွေ့ရတော့ဆရာ PD လေးပြောပါဦးဆရာ PD ကတော့ဆရာကတော့ထမင်းမသားနိုင်ဟင်းမသားနိုင်ပေါ့ PD တွေပဲ PD တွေပဲစားနေရတာဟုတ်ပါတယ်ကောင်းမှုတာအတော့ချက်ချင်းကောင်းအောင်ကုပေးလို့ရပါတယ်ချက်ချင်းတက်တာအောင်မှာပါနော်ကဲမူးသေးလားကဲမူးသေးလားပြောမူးတော့နော် သေးလားရှိတာပါကြီးရှိတာပါကြီးเนาะဟိုပြောမယုံကြုံမှုမှသည်သူပြောရင်ယုံမှာမဟုတ်လေအဲ့တော့ကိုယ်တိုင်လာကြည့်ပါမယုံဘူးဆိုတာမကြုံဘူးသေးလို့ပါတကယ်တမ်းကျတော့ဟောမယုံဘူးဆိုတဲ့လူတွေလည်းရှေ့တင်လာကြည့်ပါလို့ယုံသွားမှာပါဘာဖြစ်လို့လဲဆိုဆရာတို့ရဲ့မေတ္တာလေးတွေရဲ့စွမ်းအားကြီးပါတယ်ဆရာတို့ကမေတ္တာစွမ်းအားနဲ့ပဲကူတာပါနော်မေတ္တာစွမ်းအားနဲ့ပဲကူတာတချို့ ဲ့အရန်စိတ်ပူနေလို့ဆရာတို့ကပတ်စံနဲ့ပတ်သက်လို့ဒီစေကူးကနဲ့ပတ်သက်လို့လုံးဝမอยู่ပါဘူးခင်ဗျာလုံးဝမอยู่ပါဘူးဟိုဇာဟိုသူတို့တထာလို့လူရင်တော့များရင်ပြန်ပေးတာပါများရင်ပြန်ပေးပါတယ်ဒါတစ္ဆာစကားပါမอยู่ရက်ပါဘူးတချို့ဖလားလေးခြားထားတယ်ဝေဝဲစာလေးတွေသုံးမှုအဲ့ထက်သူတို့နိုင်တော့လေးတွေထက်အလူခံခြင်းလုံးဝမရှိပါဘူးဖတ်ထိုးပြီးလဲလူမခံပါဘူးဝေနာရှင်တွေကိုလည်းထက်ဆင့်ထက်ဆင့်ပြောပေးပါ ငွေဒီဆေးကူးကနဲ့ပတ်သက်လို့လုံးဝစိတ်မပူပါနဲ့စိတ်မပူပါနဲ့ဆရာတို့ကအမြဲအမြဲသူတို့အတွက်ကိုပဲဦးစားပေးပြီးတော့ဆောင်ရွက်ပေးခြင်းဖြစ်ပါတယ်ဥပ္ပချီလာငွေလမ်းချောက်ဆရာဥဆောင်ဥရွက်လုံးနေတဲ့ဆရာတယောက်အနေနဲ့ဒီဝေနာရှင်နေဆိုရင် တော်တော်များများ ဆရာဒီအခန်းထဲမှာတခါကူးရင်35ရောက်ရှေ့မှာဆိုရောက်စိတ်အဲ့လိုကူးတဲ့နေရာမှာဆရာရဲ့နှွေးထွေးမှုဟာဆရာစဝေနာခြင်းတွေကိုရောက်ပါတယ်ဆရာလက်လေးချီပြီးတော့မင်္ဂလာပါအမေတို့ရေလို့အဲ့လိုနှုတ်ဆက်တာလေအမေမတော်ဘူးသူမရှိဘူးလေအဲ့တော့ဆရာရဲ့မေတ္တာတရားအဲ့မှာတည်းအဖြေထွက်သွားပြီအဲ့တော့អော်ဖို့ငါဖို့နေနေတာဒါဟုတ်တယ်မလားအမေတယောက်ကိုပြုစုတယ်လို့ကုသတယ်လို့ဆရာအဲ့လိုမျိုးကုသပေးတဲ့အတွက်အဲမင်္ဂလာပါအမေတို့ရေလို့နှုတ်ဆက်လိုက်တဲ့အခါသူတို့ရဲ့ရင်ထဲမှာယောဂတဝက်တက်တာပါ ။နောက်ဆရာရဲ့မေတ္တာတရားဆရာရဲ့ဝေနာရှင်တွေပေါ်အမေတွေပေါ်ဆိုခုနပြောတဲ့ရှင်းပြတဲ့ရှင်းပြနေလေးတွေဟောသူတို့ကဟိုယုံကြည်တက်ဝင်ပြီးတော့အရန်မေတ္တာထားပြီးတော့ဝေဒနာတွေပျောက်တာဟိုဝေဒနာဖြစ်တာတော့မေ့တယ်လို့သူတို့အဲ့လိုမျိုးပြောကြပါတယ်။ဟုတ်တယ်ဆရာရဲ့မေတ္တာဆရာရဲ့ဆရာရဲ့မေတ္တာတရားအဲ့လိုပါ။နောက်ပြီးတော့ဆရာနဲ့ဒီပရိသတ်လုံးနေတဲ့အဲ့ဒီအဖွဲ့သားအားလုံးကလည်းဆရာလိုပါပဲ။ဟင်းဆိုတာမရှိဘူး။ ဆရာဦးဆောင်တဲ့နောက်မှာသူတို့ထက်ချက်မကွာဆောင်ရွက်ပေးတယ်ဆရာ့ပါရမီတွေဖြည့်ကြတယ်အပြန့်ပြန့်လှန်လှန်ပေါ့ကျွမ်းကားမိကံကြုံမိအဲ့လိုသွားတဲ့ခါကျတော့ဆရာရဲ့မေတ္တာဟိုကြာလေးကြာလေးခိုင်မြဲလာလေ ကဲနားကြားပြီလားအေးနားကြားပြီလားအရင်နဲ့အခုဘယ်လိုနေလဲကြားတယ်အခုဝေနာရှင်နေကိုစပြီးတော့ကျွန်တော်နားကြားပါပြီဗျာလို့ကြေကြေလေးអော်ပေးလေးတာတုခေါ်လို့ရနားကြားပါပြီဗျာဟိုဘက်ကြံသေးတယ်ဟိုဘက်ဟိုဘက်ဟိုဘက်ရောပြောပြပါဆရာရဲ့စေကန်းဖွင့်ခြင်းရမနက်၈နာရီပုံမှန်ပေါ့နော်မနက်၈နာရီခွဲကစဖွင့်တယ်ညနေ၄နာရီဆိုပြိတ်ပါတယ် အဲလိမ့်စာကတော့၄ဟိုနေမော43ရက်ကွယ်ဘိုထွန်းဆန်လမ်းနဲ့ဒဂုံတီတီလမ်းတောင်မူလာတန်းကြောင်ခေါင်းရင်းအဲနော်အဲ့မှာတီချိပါတယ်ပြီးတော့ဟိုဆရာရဲ့လိမ့်စာတော့အဲ့ဒါအပြည့်စုံပဲပေါ့နော်ရောက်တကုံရောက်တကုံမှာပါအဲ့ဒါပိတ်ရက်ကလေးဟောဆရာပိတ်ရက်ကစနေတည်းရက်ပိတ်ပါတယ်ကျန်တဲ့ရက်တွေအားလုံးဖွင့်ပါတယ်ဗုဒ္ဓဝုန်းလေးဆိုရင်ဒူးသီးသန့်ကုပါတယ်ဗုဒ္ဓဝုန်းလို့ဆိုဒူးတစ်မျိုးတည်းကုတယ် ်ကြံတဲ့နေ့တွေဆိုရင်ဆရာကယောဂ66ပါးဝေဒနာတွေအားလုံးကုသပေးပါတယ်။